ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြမယ့်ဝိထုကတော့ဆရာမယူရရေးသားတဲ့လိပ်ပြာဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်လိပ်ပြ အင်္ဂလိပ်ဤအကန်တဲသို့ဝင်လိုက်သည်နှင့်ခစ်မီစက်တီကုံများနှင့်အတူ အော်ဂန်တလုံးကနေရာယူထားသည်သူပိုင်စာအုပ်တွေထားသည့်စာအုပ်စင်ကိုကြောင်ကြကြနေရာတွင်တွေ့လိုက်ရသဖြင့်စိတ်ထဲအနှဲငယ်သဘောမတွေ့ဖြစ်မိသည်တီဗီနှင့် CD ခွေဆက်ဘေးတွင်သူမကြိုက်သောအင်္ဂလိပ်သချင်းကွေအချို့ကအစီအရေးပင်အေဂန်ဤနိုင်ငံတွင်မတော့ သူမမြင်ကျင်သောဓာတ်ပုံတစ်ခုချိတ်ဆွဲထားသဖြင့်ဧကန်စီမှအမြန်ထွက်ခွာမိ၏အင်္ဂလိပ်သည်နှစ်ပေါင်းများစွာ သူကျန်လေဘူးသောနေရာဖြစ်သည့်အလျောက်မျက်စိမိတ်လျှောက်သွားဖို့ပင် သူအတွက်အခက်အခဲမရှိခြင်းအင်ရှင်မာတို့ဤထုံးစံအတိုင်းမိဖို့ကန်းတဲ့သို့အလွမ်းပြေဝင်ကြည့်မိသည်မိဖို့ကန်းတဲ့တွင်အုတ်ခွက်ပကံများသည်လဲသူထားနေကြပုံစံမျိုးမဟုတ်ဘဲ အထားအသူပြောင်းနေသဖြင့်အနှဲငယ်စိတ်မသက်မသာဖြစ်မိပြန်သည်ဟင်းအိုးများကိုကြည့်တော်လဲသူမစားသည့်အသားတချို့ချက်ပြုတ်ထားပြီးအင်ရှင်မတို့တွင် အလိုအလျောက်ခံစားနိုင်သည့်ဉာဏ်ဖြင့်ကြည့်လင် ထိုဟင်းကားစားကောင်းမည်ပုံပင်သမီးဖေဖေသည် သူနှင့်အိမ်တောင်ကြသည့်အချိန်မှစပြီးထိုအသားကိုမစားတော့ပေသမီးလေးသည်လည်းတခါမှစားဖို့သူမဟုတ် ယခုတော့အင်ရှင်မအစ်စ်ကစားခိုင်းသဖြင့်စားနေရရှာပြီလားမပြောတတ်ချေဟင်းအိုးမြောက်ကိုဆွဲလံပြပောက်လိုက်ဖို့ကသူ့တွင်အင်အားမရှိချေသူကြိုက်သည့်ကော်ဖီနှက်သည့်အိုးကိုမူကြောင်တစ်ခုတွင် တွေးလိုက်ရပြီးခင်မီ ကော်ဖီဖြော်စကားအနစ်နှင့်အလားလားကဂျေးအထက်ထက်ကော်ဖီအိုးနေရာတွင်အစာထိုးဝင်ရောက်သွားပြီဖြစ်သည်ရိုးရှင်းသောပကံခွဲရောက်တွင်အစာ ခင်မီသောအနောက်တိုင်းဆန်သောဖန်ပကန်လှလှလေးတွေကနေရာယူထားပြီးဖြစ်သည်မိဖို့ကြောင့်ဒီအရင်လိုသူ့အပေါ်မနှွေးထွေးတော့သဖြင့်ခက်မြန်မြန်ပင်အခြားအခန်းတစ်ခန်းသို့ဂူလိုက်မိ၏ကျင်းနူးစရာအတိတ်ပြည်သောအခန်းလေးတွေဝင်မိပြန်တော့နှစ်ချိုက်စွာအိမ်မောကြနေသည့်သမီးလေးကိုတွေ့ရပြီးအတန်ငယ်ညံ့နွမ်းနေသည့်သူ့စိတ်အချို့ကြည်လင်လန်းဆန်းလာပြန်သည် ထုံးစံအတိုင်းနှစ်ဖူးပေါ်လက်တင်ပြီးအိတ်တက်သောသမီးကလေးညနေတိုင်းသူဆောင်းလာလာခြုံပေးရသောသမီးကလေးပင်ယခုတော့သမီးကလေး၏ကိုယ်ပေါ်တွင် ဆောင်းလွတ်နေတော်လဲညနေတိတိုင်းမိသူမြလာခြုံပေးပုံမရပေသမီးလေးကိုမြင်ရတော့ဟိုးအရင်သမီးလေးကိုမွေးသည့်အချိန်ကိုတတိယမိသည်သမီးလေးကိုမွေးတော့အားလုံးကအဖေတို့သမီးလေးဟူ တညီတညွတ်ထဲထောက်ခံကြသည်တမီးလေးဖေဖေကပြုံပြုံကြီးထောက်ခံ၏တူရဲသောတမီးကလေးဖြစ်သည့်အလျောက်သူတို့အိမ်တွင်တဲတဲလှုပ်ချက်ကြအလိုလိုက်ကြသည်ဟိုးရင်တုံးကလိုတမီးပါလေးကိုခပ်ဖွားဖွားနမ်းဖို့လုပ်နေတော့တမီးစီမအင်ကနဲ့အတန်ကြားရသဖြင့်မနှမ်းရတော့ပေသူ့အနမ်းကြောင့်တမီးလေးမက်နေသည့်အိမ်မက်ကလေးပြက်မသွားစေလို့ တမီးလေးအခန်းစီကနေခြေဖွားဖွားနင်းရင်အခြားအခန်းတစ်ခုစီတို့သူ့ခြေလမ်းများကိုဦးတည်လိုက်၏ထိုအခန်းလေးသည် သူငယ်နှုစဉ်ကပျော်ရွှင်စရာအတိပီးခဲ့သော အခန်းလေးဆိုလင်မမပင်ပထမဆုံးသူတတိထားမိသည်က အခန်းဤအယောင်ပင် သူတိတ်ကြိုက်သည့်ခရမ်းနှုရောင်လေးတုတ်ထားသည့်အခန်းမှသည်အစိမ်းရောင်ခက်လင်းလင်းအခန်းတစ်ခုအဖြစ်ပြောင်းသွားလေပြီသူက အိတ်ခန်းကိုခတ်မောင်မောင်ကြိုက်သဖြင့်သူအိတ်လင်းရှိသည်မမီအကုံပိတ်သည့်အပြင်စိတ်ကပ်မီရောင်လေးကိုတောင်းတခုခုနှင့်ကာထားရသည့်အထိအမောင်ကြိုက်တတ်သူပင်ယခုအခါတွင်မတော့အခန်းဤတောင်းတွင်မီးအိမ်တစ်ခုထွန်းထားပြီးထိုမီးအိမ်မှတဆင့်သူမမြင်ခြင်းဆုံးသောမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်နှင့်သူအမြင်သူနှလုံးသားသူချက်ချင်းမြတ်တာတို့ရုတ်တရက်ရက်တန့်သွားခဲ့၏ ထိုအခန်းတွင်းမှပင် အလင်အမြန်ပြေးထွက်ခဲ့သည့်သူချေလန်းများအတွေ့ဂျေဇုတင်မဆုံးပေအင်္ဂလိပ်သည် သူမဟုတ်သည့်အခြားအင်ရှင်မတူဤလက်ဝဲတွင်ပျော်မြူးနေလေပြီဖြစ်၏အင်္ဂလိပ်၏မြေကွက်လက်တွင် သူရှိတုန်းကသေးပင်စားပင်တွင်အစားတစ်ခွလိုဒဇင်လိုနှင်းစီလိုပန်းမျိုးတွေကနေရာယူထားသည် ထို့အပြင် အားကစားလုပ်နိုင်တဲ့ပစ္စည်းအချို့လဲမြင်ရတွေ့ရသည်မှာအဆန်းပင်သူကဘယ်တော့မှအားကစားမလုပ်တတ်သူသမီးလေးမွေးပြီးနောက်ပိုင်းအလွန်မင်းဝလာတော့လဲဝိတ်မထိန်မဲနေကြတယ်လို့နေသူ ဖြစ်သဖြင့်အားကစားဆိုသည်မှာသူနဲ့လာလာမှမသက်ဆိုင်ခဲ့ပြီအတွင်းနဲ့မျောနေသောသူကိုပိန်ပိန်သွဲသွဲပုံရိပ်တစ်ခုကခြောက်လှန်လိုက်သည် သူ့အိမ်ကလေးဤအိမ်ရှင်မအစ်စ်သည် သမီးလေးဖေဖေကိုလက်ချိတ်ကလှလှပပကြော့ကြော့ကလေးအိမ်ကလေးစီမထွက်လာ၏အများအားဖြင့်မိမချင်းမနာလိုမဖြစ်တတ်သောသူစိတ်တို့အပြောင်းလဲကြီးပြောင်းလဲသွားလေပြီသမီးလေးဖေဖေက ထိုအိမ်ရှင်မအသက်ကို ပြန်ပြုံးပြပြီးနှစ်ဖူးကိုခပ်ဖွားဖွားနမ်းလိုက်သည် ထိုမြမကသည်နှစ်ဖူးပေါ်ကဆန်စတွေကို တယူတယတတ်တင်ပေးလိုက်သည်သမီးလေးဖေဖေ၏အကြည့် အထစ်အတွေ့နဲ့ဟန်ပန်အမူအရာတို့ကသူ့မနာလိုစိတ်ကိုပုံမိုတိုးစင်မှမသိလေရောသလားနောက်ဆုံးပေါ်ကားနီနီလေးပေါ်တို့တက်သွားသည့်ဒေါပနတ်ချွန်ချွန်ကလေးများသည်ကားကလေး၏သခင်မမှန်တိတာထင်ရှားနေပြန်သည်တမီးလေးဖေဖေက အပြုံးရတစ်ချက်မပြတ်ဘဲသူ့သခင်မကို အသေးစိတ်လိုက်မှတ်သားနေ၏သူတို့တရွေချစ်ချည်နူးနေသည်ကိုငင်းမောရင်းအတွေ့အဲမျောနေမိသောသူ့ကို တေဂီတတန်ကအတန်ရှိရာဧကန်းစီတို့ခေါ်ဆောင်သွားတော်သည်သူမမြင်ကျင်သော မြင်ကွင်းစီမှအလင်းမြန်းဆိုသလိုအခြားတနေရာသို့ သူရောက်ရှိသွားလေ၏ဒီမြင်ကွင်းမျိုးသူတသက်နှစ်တကိုမြင်ဘူးလိမ့်မည်ဟုထင်မှတ်ခဲ့ပေစန္နယခလုတ်အဖြူအမဲလေးများပေါ်တရွေ့ရွေ့လှုပ်ရှားနေသည့်လက်ကလေးများသည်လွန်ခဲ့သောနှစ်ကာလကလေးကပင် သူအလွတ်ကျမှတ်ထားသော လက်ချောင်းကလေးများပင် ဆိုနေသည့်သချင်းစာသားများနေရာတွင်မေမေဆိုသည့်နေရာရောက်တိုင်းဆုနှင့်နေသောအတိုင်ကလေးနှင့်မြတ်တောင်ရှိရှိများတွင် တွဲခိုစာ ပြုတ်နေသည့်မျက်ရည်များပေါင်းဆက်လိုက်သောအခါသူ့နှလုံးသားတို့ပျော်ကြမတတ်ပင်သချင်းတစ်ပုတ်ပြီးသွားတာတောင်မတိလိုက်ရအောင်တမီးသချင်းတန်တဲ့သူမျောလွင့်နေ၏တချင်းအသက်ကိုကဘာတွေဆိုနေမှန်းမသိပေအင်္ဂလိပ်စာမကျွမ်းကျင်သောသူ့အတွက် တချင်းဤအတိတ်ဘယ်ကို ရေရေရာရာမသိတော့လဲတမီးလေးဤတချင်းတမီးလေးဤဂီတတွင် သူလိုက်ပါစင်မျောရင်လက်ရှိအခြေအနေများကိုခဏမေ့သွားတော့ဤတမီးလေးအစုခံရသည့်ထိုနည်းကို သူမမေ့ပေတမီးဖေဖေကမူဘာမှဝင်မပြောဘဲမသိချင်အောင်ဆောင်းနေသည်တမီးကမြတ်တောင်ရှည်ရှည်များပုတ်ခတ်ကငိုမဲ့မဲ့ဖြစ်နေလေပြီအင်ရှင်မအစ်စ်သည် တမီးလေး၏ပညာရည်ချင်းအကဲဖြတ်ကပ်ပြားကိုကင်ပြီးစကားအဖြင့်ရော အမူအရာအဖြင့်ပါစူဘူးကျိမ်းမောင်းနေကြောင်းသိတာထင်ရှား၏တမီးလေးရင်ထဲတွင်အာကိုတကြီးမေမေဟုတန်တခံစားနေသည်ကို သူခံစားသိရှိလေအင်ရှင်မအသက်ပေါ်သူ့အမုံကပိုကြီးထွားလေပင်သူဖူးဖူးမုတ်ချစ်ခဲ့သောမထီရဲ့မတွရဲ့မဆူရက်ခဲ့သော သမီးလေးကို ပိုင်စိုးပိုင်နှင်းချိန်မောင်းနေသောသမီးလေးဖေဖေ၏တခင်မကိုသူမုံသည်သမီးလေးကိုဘာနှင်းမြမလဲနိုင်ပါဟုပြောခဲ့သည်သမီးဖေဖေသည်လည်းသမီးကိုလစ်လျူရှုထားသဖြင့်မုံမိသည်သမီးနှင့်သူ့ကိုခွဲခဲ့သည့်ကံကြမ္မာကိုလည်းမုံမိပြန်လေပြီသမီးလေးကသူ့အိတ်ခမ်းလေးတွင် တရှုပ်ရှုပ်ငိုနေလေ၏။သမီးလေးသည်မျက်ရည်ကျလျက်ပင စာရေးစပွဲမှဆုတစိတ်ကလေးများကိုလှမ်းကင်ကြည့်နေရှာသည်သူလည်းသမီးလေးနှင့်တူလိုက်ကြည့်တော့မတ်မေနှင်းဖြူအင်္ဂလိပ်စာထူးကျွန်စုဟူသော စာတန်းကလေးကိုချစ်ဆက်ပွဲမြင်ရ၏ဟိုရက်တွေတုန်းကတတိမထားမိသောဆုတစိတ်ကလေးများကိုသမီးလေးခန်းထဲတွင် အမြောက်အများတွေ့ရသည်ဆန်နရပြိုင်ပွဲတတိယဆုတချင်းဆိုပြိုင်ပွဲဒုတိယဆု စာစီစာကုန်းပြိုင်ပွဲပထမဆုစသဖြင့်ရွှေရောင်စုတစိတ်ကလေးများကသမီးလေးနံမြေလေးတွေနှင့်ကြည်ပင် သမီးလေးနာတို့သမီးဖေဖေရောက်လာပြီးပခုံးကိုဖက်ကာချော်သည်ဖေအေးကချော့လီသမီးကငိုလေလေနဲ့သားသားနှစ်ယောက်ကိုကြည့်ပြီးထိုနေ့ကသူအသေးကွဲ၏မြားမကြမီအင်္ဂလိပ်ဤမြေကွက်လက်တွင် ကြက်တောင်ရိုက်နေသော သမီးတို့သားဖကိုမြင်ရပြန်တော့သူကြည်နူးမိပြန်သည်အကယ်၍ထိုနေရာတွင် သမီးလေးဖေဖေ၏သခင်မမရှိလင်ပိုပျော်မြီမှ အသေးကြပင် ချွေးဆုနေသောတမီးလေး၏ပေါမမိုးတို့သည်ပန်းသီးလေးတစ်လုံးပေါ်တွင်ရေဆက်ကလေးတွေတင်နေတကယ်တို့ပင်တမီးလေး၏ခန္ဓာကိုယ်အချိုးစားသည်ကျစ်လက်ပြီးအရက်လဲရှည်သည်ဟိုးအတိတ်ကာလတုန်းကချောမောလှပသောတမီးလေးကိုကြည့်ပြီးမော်ရင်လောက်ခိုင်းရမယ်မင်းသမီးလောက်ခိုင်းမယ်စသည် သူ့အပြောကိုတမီးလေးဖေဖေကအပြင်းအထန်ကန့်ကွက်ဖူးတာကိုတတိယမိ၏ခုတော့တမီးလေးသည် အာကစားသမားတယောက်လိုခန္ဓာကိုယ်ကြန့်ခိုင်ပြီးအမှုပညာသမားတယောက်လိုနှလုံးသားနူးညံ့နေလေပြီလားမပြောတတ်ချေပထမပိုင်းကစားပွဲပြီးသောအခါသမီးလေးအစားသူမုံသည့်အင်ရှင်မအတိတ်ကဝင်ကစားသည်မမြင်ကျင်တော်လဲကြိတ်မိသည့်မကြားကျင်တော်လဲနားထောင်မိသည့်သူ အဖြစ်ကလည်းမသက်သာပေပေါန်တန်တွေတွေများကို ဖော်ပြီးသူအမုံဆုံးအယောင်ဖြစ်သည့်အနီရောင်အာကစားဝတ်စုံကိုဝတ်ကား ရှိုးထုတ်ထားသည့်သမီးဖြစ်ပေ၏အင်ရှင်မအစ်တစ်ကမျက်စိထဲတွင် ကန့်လန့်ကြီးဖြစ်နေပြန်သည်ခြေထောက်လက်အနေထားကအစအကစားသမားတယောက်ပုံစံဖြစ်နေပြီးသမီးဖြစ်ပေကိုကြည့်သည့်မျက်နှာဘေးကညွတ်တူတူရှိလာ၏သမီးဖြစ်ပေနှင့်အင်ရှင်မအစ်တစ်တို့အပြန်အလှန်ရိုက်နေသောဗက်တန်ထဲတွင်ကျက်တောင်အစာ သူ့နှလုံးသားလေးကို ရုတ်တရက်မြင်လိုက်ရသည်တဆက်ဆက်ခုန်နေသောတနားစပွဲနှလုံးသားလေးသည် ူတို့ကစားကွက်တွင်ဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်နှင်းပင်ဒီပုံတိုင်းဆိုရင်သူအချိန်ပိုတောင်ဆင်းနိုင်တော့မည်မဟုတ်ပေဟိုးအရင်သူနေထိုင်စဉ်က အင်္ဂလိပ်နဲ့တူကြတယ်လျှို့ဝှက်ချက်ဆိုတာမရှိခဲ့ကြယခုတော့အင်္ဂလိပ်ကိုယ်တိုင်က သူ့ကိုလျှို့ဝှက်ထားတာတခုရှိနေလေပြီထို့အရာကအခန်းတစ်ခန်းဖြစ်ပြီးသူမုံသောအင်ရှင်မအသက်ပိုင်သည့်အခန်းဆိုလင်လဲမမပါဘီ အင်ရှင်မအတိတ်တီထိုအခန်းသို့တနေ့၅ချိန်အဝင်အထွက်ပြုလုပ်လေရှိပြီးသူဝင်သွားတိုင်းအခန်းကို လော့ချထားလေရှိသည် ထို့ကြောင့်လဲအခန်း၏အပြင် အဆင်နှင့်အခန်း၏အနက်ဒိဗယ်ကိုသူမသိခြင်းပင်အင်္ဂလိပ်ကပင် သူ့ကိုလျှော့ဝဲသည်မဟုတ်သူကလည်းတမီးလေးနှင့်တမီးဖေဖေမသိအောင် အင်ကိုပြန်လာပြီးနေထိုင်ခဲ့သည်မှာတလပင်မကားတော့ပေသူရှိနေမှမသိအောင်နေနိုင်သည့် သူကိုယ်သူကိုယ်တော့ချီးကျူးရမည်ဖြစ်သည်သမီးဖေဖေရုံးကပြန်လာကိုစောင့်နေကြခြံထဲကဒန်းလေးတွင်ထိုင်ပြီး ်စောင့်နေမိသည်ဒီတခါတော့သမီးအဖေကိုမဟုတ်ចောင်းကပြန်လာမိသမီးလေးကိုပင် သူမျော်နေသောသမီးကလေးသည်ចောင်းစိမ့်ဝတ်စုံမဟုတ်တော့လဲចောင်းဝတ်စုံဟုယူဆရသည့်အဝတ်စားတို့ဖြင့်လမ်းကလေးအတိုင်းလျှောက်လာ၏သမီးလက်ထဲတွင်စုတစိမ့်ကလေးတစ်ခုကင်ထားပြီးပျော်ရွှင်မြူးတူးစွာအိမ်ထဲသို့ပြေးဝင်သွားသည်ဧကန်တဲတွင်စာဖတ်နေသော သမီးလေးဖေဖေကသမီးလက်ထဲကစုတစိမ့်ကိုကြည့်ပြီး သမီးကိုဂုံပြုတ်အနမ်းတွေတတိကြီးပေး၏သမီးကို သမီးဖေဖေက တစုံတစ်ခုပြောလိုက်ပြီးနောက်သမီးလေးအိမ်နောက်ဖေးသို့အခြေလမ်းပြင်သည်နှင့် သူပါ သမီးနောက်သို့ထက်ချက်မကွာလိုက်လာမိသည်သူမနစ်မြို့သော ထိုအိမ်ရှင်မအသက်စီသို့တက်တက်မတ်မတ်သွားနေသည့်သမီးကိုမြည်သည့်အင်အားဖြင့်သူထိန်းထားနိုင်မည်နီမေမေသူ့ကိုတိတ်မုံကြောင်းသမီးကိုပြောပြခြင်းသည်သမီးက သူတားဆီးနေသည့်ကြားကပင် ထိုမိမနာသို့ရောက်အောင်သွားလေပြီထို့နောက်တမီးကလက်ထဲကဆုရစိတ်ကလေးကို ပြ၏တမီးဖေဖေ၏သခင်မကတော့သူ့ထုံးစံအတိုင်းတမီးလေး၏ဆုရစိတ်ကိုတစ်ချက်မျှကြည့်ပြီးဆုရစိတ်ကိုလှမ်းယူကာသူလဲလှယ်နေသောဖျားပန်းအုံးများကိုတမီးလက်ထဲထဲပြီးဖျားစံသို့ပန်းသွားကပ်ရန်ခိုင်းစေသည်တမီးကအပျော်ကလေးများကိုမြှုပ်သိမ့်ပြီး သူခိုင်းသမျှကောင်းငင်ရရှာ၏ထိုမိမသည်တမီးလေးထွက်သွားကမှမင်းနှင်းပြူအင်္ဂလိပ်စကားပြောပြိုင်ပွဲပထမဆုဟုရေးထိုးထားသောစုတစိတ်ကိုကင်ကြည့်နေတာမြင်ရသည်အင်ဂျီရှင်တပ်ဖွဲ့ပြုတ်မနေသော ထိုသူအားဆက်လက်ကြည့်နိုင်စွမ်းမရှိသဖြင့်တမီးလေးနောက်သို့လိုက်လာမိ၏ အဘဲသောအခါမှဖျားပန်းကိုဖျားစီကိုတိုင်မကပ်ဘဲတမီးလေးကို ခိုင်းသောသူကိုမုံသည်ဖျားစင်တန်ရှင်းရမှန်သည်။တမီးလေးကို ခိုင်းသောထိုအင်ကြီးရှင်မကို အလွန်အလွန်မုံ၏တမီးလေးသည် ဖခင်ဆန်ကိုစားပြီး ဖခင်ဤသခင်မကို ရေရရှာသည်မိမိတမီးနာမှာရှိသည်ဟုခတ်တူတူပြောရင်းတမီးပါလေးကို မတိမတာနမ်းသည် သမီးစပင်ကလေးတွေလွင့်ငနေဖြစ်သွားပြီးသမီးကတစုံတစ်ခုကိုထိတ်လန့်ဟန်ဖြင့်ဖျားကမ်းမှလှင်အမြန်ထွက်သွားတော့၏သူနှင့်သမီးချားနေသောကဘာကတကယ့်ကိုပါပါကလေးပင် သို့သောထိုပါပါကလေးကိုပင် သူ့မှာကြော်လွားနိုင်စွမ်းမရှိကြဟိုးအရင်ပေါင်၁၄၀ကျော်သူခန္ဓာကိုနှင့်မတူပော့ပါလွန်းသည်ဖြင့်ဘယ်နေရာကိုမဆိုစိတ်သွားတိုင်းကိုပါတော်သူဖြစ်သည့်အလျောက် အင်္ဂလိပ်တွင်တခန်းဝင် တခန်းတွဲရှောက်သွားနေသည်မှာအချိန်အနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သည် အမုံစိတ်သည် အလွန်ထူကြ၏မုံတော်လဲကြည်ကျင်မိသည်မမြင်ကျင်တော်လဲကြားကျင်မိသည်အင်္ဂလိပ်ရောက်ပြီးကမှ ပထမဆုံးအချိန်ကြားဖို့သည်အင်ဂျင်ရှင်မ၏ငိုတန်လာရအခန်းစီသို့သူအလင်းအမြန်ရောက်ရှိသွား၏သမီးဖေဖေကပခုံးကို အသာအရာခံပြီး ချော့မြူနေသည် တခင်မကဟန်လုတ်ငိုနေစေပင်သမီးဖေဖေကတခင်မလက်ထဲကဆေးကပ်အချို့ကိုလွှင့်ပြလိုက်တော့လေမူယာမာယာရှင်အိမ်ကြီးရှင်မကမူခေါင်းကိုတွင်တွင်ခါရမ်းပြီးသမီးဖေဖေကိုတစုံတစ်ခုပြောပြီးနားချသည်သမီးဖေဖေကထိုမိန်းမအိနဖူးကိုခပ်ဖွားဖွားနမ်းသည်ထိုမိန်းမကလည်းသမီးဖေဖေပခုံးကိုအပိုင်စားမိတွေ့ရင်းငိုကြွေးနေစေပင် ။တမီးဖေဖေက သူတို့အခန်းနေရန်စီကနိုင်ငံရဲ့ချားကချစ်စရာကလေးပုံလေးတွေကိုလှမ်းကြည့်ပြီးတက်ပြင်းချလိုက်။တမီးဖေဖေကို အချော့ပညာရင်တစ်ဖက်ကန်းကျွမ်းအောင်လေ့ကျင့်ပေးခဲ့သူမှာသူပင်ဖြစ်သည်။သူသည်အင်မတန်စိတ်ကောက်တတ်သည့်မိန်းမတယောက်ဖြစ်ခဲ့ပြီးတမီးဖေဖေသည် သူစိတ်ကောက်တိုင်းသူငိုတိုင်းမငီးမညူချော့တတ်ခဲ့သူဖြစ်၏။ အင်ရှင်မအသက်လို့သူအချော့ခံကြံတော့လဲတမီးဖေဖေကသူ့ကိုမချော့မြူတော့ပေမိမတို့မြည်သည်အုတ်စာငွေယာရူးများကိုအဆုံးရှုံးခံနိုင်တော့လဲကိုလင်ယောက်ကြဤချက်ချင်းမြတ်တာကို ဆုံးရှုံးရမှာမူတေမလောက်ကြောက်ကြသည်သို့တော့သူဆုံးရှုံးခဲ့လေပြီဖြစ်သည်ညနေစောင်းအချိန်တစ်ခုတွင် အင်္ဂလိပ်သည် အနှဲငယ်စီကားနေပုံရ၏အင်ရှင်မအသက်ဤခိုင်းစေတံများ နေရအနှံ့ပြန့်ကျဲနေသည်ကိုတတိပြုမိသည်အိမ်တန်ရှင်ရေးလို့သူကလို့ကော်စောခင်းသူကခင်းနေရထိုင်ခင်းချသူကချအိုးခွက်ပကံပြင်သူကပြင်နှင်းတမီးဖေဖေကိုယ်တိုင်တက်ကြွစွာ ပါဝင်နေသောပွဲက အပေပွဲနီသူတဲတဲလို့ချဲ့ရပါတော့တမီးကလေးလဲချွေးတလုံးလုံးနဲ့မနာရအောင်ခိုင်းစေခံနေရပြီးအင်ကြီးရှင်မကိုယ်တိုင်လဲ တက်ကြွစွာပါဝင်လှုပ်ဆောင်နေသောပွဲဖြစ်သည်။ခြံနောက်ဖေးတွင်ဦးကြီးဦးငယ်ဖြင့်ချက်ပြုတ်နေသည်မှာအာရပွဲ အလူပွဲကြီးဟုခံမှန်းရသည်။အလူရှင်မကြီးကလည်းအိမ်ရှိနှင့်နောက်ဖေးကိုပြေးပြေးပြီးဩဇာပေးရာမန်းနတ်တိုင်တက်ပြရသည်မှာလဲအမောပင်။ဦးရေကအလူပေးမိအစားအစာကို ကြည်လိုက်တော့သူတိတ်ကြိုက်သည့်အုံနှုတ်ခေါက်ဆွဲဖြစ်နေ၏။ဦးရေမှာလဲအသားဘက်ဘေးဦး ငဖဲအစုံနဲ့ခပ်ပစ်ပစ်အနေတော်ကလေးပင် သူသည်အိမ်ကြီးရှင်မတယောက်ဖြစ်ခဲ့တော်လဲယခုအချိန်တွင် မြင်သာမြင် မကြင်နိုင်တဲ့သူ့ဘဝကိုတည်၍ရွက်ချက်သလားမသိပေတချိန်တည်းမှာပင်တမီးဖေဖေကသူ့အိမ်ရှင်မအစ်စ်ဤနဖူးစဘော်ကချွေးတွေကို လူမြင်ကွင်းတွင်တယူတရလာတုပ်ပေးသည်ဖြင့်ရင်ထဲကလိလိထပ်ဖြစ်ရသည်ဤညသည်မှောင်တစ်ထက်မှောင်လာပြီး လှုပ်ရှားမှုများသည်လည်းတဖြည်းဖြည်းငြိမ်သက်သွားလေပြီ။သမီးလေးရောသမီးဖေဖေပါအိမ်ရှိတွင်မရှိကြတော့ပြီ။ထို့အချိန်သည် သူ့အတွက်အခွင့်ကောင်းဖြစ်သည်။သူချစ်သောညကိုဆုံးရှုံးခံလို့မဖြစ်ကြောင်းသူသိ၏။သမီးလေးဖေဖေရှိရာဟိုးယခင်ကသူ့အိမ်ခန်းယခုတော့အိမ်ကြီးရှင်မပိုင်သောအိမ်ခန်းတွင်သို့သူ့စိတ်အလိုအတိုင်းအလင်းအမြန်ရောက်ရှိသွားသည်။ပင်ပန်းလွန်းသည့်ဖြင့်အိမ်မောကျနေသည့်သမီးဖေဖေကို အနောက်အရှက်ကင်းစွာရဲရဲကြည့်ဖို့ရာ သူ့အတွေ့အခွင့်အရေးပင်အနီးကကြည့်လေလေသမီးဖြစ်ဖြစ်ဤပြည့်ရသောမျက်နှာပြင်က ပို၍ထင်ရှားလာလေလေဖြစ်သည် သူတိတ်တဘောကြသည့်နာရန်စင်းစင်းကို ပိုင်ဆိုင်ထားသူမှာသမီးဖြစ်ဖြစ်ကလွဲလို့အချားသူမရှိနှကန်းကပါးလျာလွန်သည့်ဆိုတော့လေသူ့မျက်စီထဲတွင် မတော့ကြည့်ကောင်းနေတော့ပင်တယောက်တည်းနှင်းနှချာချာအိပ်ပျော်နေသော တမီးဖေဖေနဲ့နှစ်ယောက်အိတ်ကလေးကြီးကလိုက်ဖက်လွန်လာသည်တမီးဖေဖေဘေးမှာရှိသည့်ခေါင်းအပိုတလုံးပေါ်သို့သူလှဲချလိုက်မိ၏ဘဲအရာကားမှသူ့ဆန္ဒကိုမတားနိုင်တော့သည့်အချိန်ပင်တမီးဖေဖေသည်အိတ်နေရင်ကဘာကိုတတိယသည်မသိနှကန်းကိုမဲလိုက်သည်တဆက်ထဲမှာပင်တက်ပြင်းကိုခိုးချလိုက်သေးသည်ထိုမှတဆင့် သူအတင့်ရဲစွာပင်တမိဖေဖေပခုံးပေါ်သို့သူ့ခေါင်းကိုအตาလေးတင်ထားမိပြန်သည်။နိုးသွားမှကြောက်သည်ဖြင့်ခေါင်းကိုဖော့ထားရသည့်အနေထားပင်သူနှင့်တမိဖေဖေတို့၏မင်္ဂလာဦးညကိုတည်တည်ရမိသည်။ထိုညကလိုပင်သူရင်ထဲစိတ်လှုပ်ရှားနေမိတာအမှန်ပင်။နောက်တခါအခွင့်အရေးမရနိုင်တော့သည့်လူတယောက်လိုတမိဖေဖေပါနာတို့ကပ်ပြီးမွေ့မွေ့ပေးမိပြန်သည်။ ဖွားဖွားကလေးပင်သူစိတ်ထင်လို့ပဲလားမသိသမီးပေပေနှခမ်းပါလေးပြုံးရောင်တန်းသွားသည်လက်ရှိမက်နေသောသမီးပေပေအိမ်မက်ထဲတွင် သူပါမပါမသိကြတော့ပေညကိုနှမျောလွန်သည်အရေးတယ်မိုးကရွာသဖြင့်အနားမှာရှိနေသည်ကိုပင် အလွမ်းကြီးလွမ်းနေမိပြန်၏ညကိုလက်လွတ်ဆုံးရှုံးရတော်မူဆိုတာသူစိတ်ထဲအလိုလိုသိနေပြန်၏ တမီးဖေဖေလက်မောင်းပေါ်တွင်ခေါင်းအုံရင်သူအိတ်ပြော်သွား၏သူသည်အိတ်တက်တော်သူလားသူဒီမဟုတ်အိပ်ပျော်သွားသည်ဟုထင်အောင်ထင်မှဖြစ်နေသလားမသေးကြပေ။သို့သောထိုညကညတာတိုလွန်ခဲ့သည်။မနေ့စောစောတွင် ပြာရခတ်နေသောအိမ်ကြီးရှင်မတယောက်လူတကာကိုခိုင်းစေရင်းလက်ညှိုးညွန်ရာအရာရာဖြစ်နေတော်သည်။ ကားဟွန်းတီးတံကြောင့်သမီးဖေဖေကအိမ်ရှိသူအပြေးအလွာရောက်သွားပြီးကြော့လာသည့်ဖုံးတော်ကြီးများ၏ခြေကိုပဆိုးဖြင့်တရိုတသေးတုပ်ပေးနေ၏။အိန္ဒြေတိတ်ခါတော့ဖြင့်ပြေဆုံးသော ဖုံးတော်ကြီးများကိုမြင်မိသောအခါသူလည်းအလိုအလျောက်လက်အုပ်ချီမိသည်။အိမ်ကြီးရှင်မကတော့လက်အုပ်မချီခတ်တီးတီးပင်ဖျားကန်းထဲတွင် သမီးဖေဖေဥဆောင်သောအေပရိတ်တတူက ဖုံးတော်ကြီးတိုင်ပေးသည့်ဖျားစာများကိုလိုက်ဆိုရင်ခေါင်းငိုက်ဆိုင်ချထားကြသည်ဧည့်သည်များကို ကြည့်ရသည်မှာမျက်နာမတားမရပင်တမီးကလေးကလက်အုပ်ကလေးကိုကြာဘူးတပွဲအုံမိုးထားပြီးတမီးလေးမျက်ဝန်းထဲတွင် မျက်ရည်များလက်နေသည်ကို သူမြင်ဖြစ်အောင်မြင်လိုက်သေးသည်အိမ်ကြီးရှင်မကတော့တောင်းတနေရာတွင် မလုံမရှက်လက်အုပ်မချေဘဲထိုင်နေ၏ ဖုန်းတော်ကြီးများရှေ့တွင်မူအလူငွေစာအိတ်များသင်္ကန်း၅စုံအချားဝတ္ထုပစ္စည်းများကပ်လူထားသည် ထုံးစံအတိုင်းရေစက်ခွက်ကို သမီးဖေဖေကကင်ထား၏ဖုန်းတော်ကြီးကတရားရည်အေးတိုက်ကြွေးပြီး ထိုတရားရည်အေးကြောင့်သူ့စိတ်ထဲငြိမ်းချမ်းမှုတစုံတရာရသည်မှာတော့အသေးအချာပင် ဖုန်းတော်ကြီးကလိုက်ဆိုရန်တိုင်ပေသည် သမီးလေးဖေဖေနှင့်သမီးလေးတို့၏လိုက်ဆိုသံမှာ ကြိတ်ကွဲစရာအကောင်းဆုံးနှင့် အကျယ်လောင်ဆုံးပင်လွန်ခဲ့သော၃နှစ်ခန့်ကကွယ်လွန်သွားပြီဖြစ်သောတော်နှင်းပြူအသက်38နှစ်ရောက်ရာအရက်ကတာဒုခေါ်ဆိုနိုင်ပါစေအားလုံးကြားကြသမျှအမျှအမျှအမျှယူရောမူကြပါကုန်လောယူရရွှေမြူတေရုပ်ဆောင်မဂ္ဂဇင်းဒီဇင်ဘာလ2018ခုနှစ် ားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်